အစားအသောက် fasting အနေနဲ့ပတ်သက်လို့တဲ့မေးချင်တာလေးရှိပါတယ်တဲ့အားလုံးပဲမင်္ဂလာပါဘဝချမ်းမှာဒီမိနစ်စာအစီအစဉ်အကျိုးဆူပါတယ်ဆင်မတော့ခွန်ရှိကိုဟဲ့ကဲမှာဒေါက်တာမြတ်မုံဖြစ်ပါတယ်ဆင်မတော့ fasting နဲ့ပတ်သက်ရင်တော့ဒီနေ့ခေတ်လူပြောများတာပေါ့နော် intermittent fasting ပေါ့နော်အဲလိုမျိုးလေးအစားရှောင်တဲ့ပုံစံလေးပေါ့နော်အဲအသုံးများတာကတော့ဆင်မတော့16ရက်ပေါ့16နာရီစားရှောင်မယ်7နာရီအတွင်းမှာအစားစားမယ်အဲလိုပုံစံလေးအသုံးများတယ်အဲနောက်တစ်ခုကကြတော့တို့5 is to 2ပေါ့နော်အဲဒီ9ရက်လောက်ကတော့ပုံမှန်အတိုင်းစားတယ်2ရက်ကတော့ကယ်လို ရီကိုနည်းနည်းသူက short ချလိုက်ပြီးစားတာလေးရှိရောတချို့ကြတော့လည်း alternate ရှောင်းတာလေးရှိရဲဒီရက်ကတော့ပုံမှန်စားရနောက်ရက်ကျတော့သူတို့ကရှောင်းလိုက်တယ်ပေါ့နော်အဲ့လိုပုံစံလေးသွားတာလေးရှိရောပေါ့နော်အဲဘလို့ပဲစားတောက်နေထိုင်နေဖြစ်စီဆီမတို့ဒီဟိုပါပေါ့နော်ကျမကြီးနေတော့ညီညွတ်အောင်စားတောက်ဖို့လိုတာပေါ့နော်အဲစားတဲ့ချိန်မှာဆိုရင်ဆီမတို့ဒီအစီပါတာတွေတော့စားလို့အဆင်မပြေဘူးပေါ့ပြေဝစီများတဲ့စားတောက်တွေတကြားတွေအချိုတွေများတဲ့စားတောက်တွေဒါတွေတော့ရှောင်းမယ်ပြီးတော့ကျမကြီးနေညီညွတ်တဲ့အစီထုတ်ထားတဲ့အသားငါးရှိမယ်ပေါ့နော်ပြီးရခါကျတော့ဒီအသေးနံလေးတွေဟင်းနေဟင်းရအစီဆန်လေး ေးတွေပေါ့နော်ဒါလေးတွေတော့များများစားသုံးပေးတာပေါ့နော်ဒီခန္ဓာကိုယ်ဝေ့ကြဖို့အတွက်ကတော့အထောက်ကူဖြစ်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ဆရာမတို့အစားရှောင်တဲ့အချိန်မှာကျတော့ဗားလေးတွေတော့စားလို့ရဆရာမတို့ရေတော့တောက်လို့ရမယ်ပြီးတဲ့ခါကျမချိုတဲ့လက်ဖက်ရည်ရှိမယ် black coffee ပေါ့နော်ဒါမျိုးတွေတော့ဆရာမတို့တောက်သုံးလို့ရတယ်ပေါ့နော်ဒါလေးတွေကတော့ဒီ intermittent fasting လုပ်တဲ့ပုံစံလေးတွေပေါ့နော်အဲ့မှာကျတော့သူ intermittent fasting လုပ်လိုက်တော့ဆရာမတို့ဗားလေးကောင်းကျိုးရှိလဲဆိုတော့ဒီဟိုပါပေါ့နော်ဒီ လေးလာတွေ့ရှိချက်ဆိုရင်တော့ဒီအမျိုးသားညင်ငယ်လေးတွေပေါ့နော်အဲလူငယ်လေးတွေမှာဆိုရင်တော့ဒီအစီတွေကြားတယ်ပေါ့နော်ဒီကြော်သားလေးတွေတိုးတယ်ပေါ့နော်တက်တယ်ပေါ့နော်အဲလိုမျိုးလေးတွေတွေ့တယ်ပြီးတဲ့ခါကျတော့ဒီနှလုံးကျန်းမာရေးအတွက်ကောင်းမွန်တယ်ပေါ့ပြီးတော့ဒီအဆင်အမြင့်ရောင်ရမ်းတဲ့သူတွေအတွက်လည်းဒီလိုရောင်ရမ်းတာလေးကြားစီတယ်ဒီလိုမျိုးလေးတွေလေးလာတွေ့ရှိထားတယ်ပေါ့ဒါပေမဲ့ intermittent fasting လုပ်ဖို့ပေါ့နော်စဉ်းစားတဲ့နေသူတွေပေါ့နော်အဲရှောင်တဲ့နေသူတွေတော့ရှိရဲဆိုတော့ကိုဝင်ဆောင်တို့နှုတ်တိုက်မိမိတို့တော့အဆင်မပြေဘူးပေါ့နော်အဲအဲ့ဒါအဆင်မပြေဘူးနောက်တစ်ခုကကျတော့ဒီအသက်ညေသေးတဲ့ကလေးအသက်18နှစ်အောက်ကလေး းဆိုလဲဒီဟို intermittent fasting လို့ပြောတော့အခက်ခဲရှိနိုင်တယ်ပေါ့နော်အခုကျစီးကျိုအမျိုးအစားတစ်ပေါ့နော်အဲဒီ type 1 diabetes လို့ခေါ်တာပေါ့နော်အဲ့မှာဆိုရင်တို့ကဒီ insulin ကိုအများနဲ့မှီခိုနေရတဲ့အတွက်ကြောင့်ပေါ့နော်ဒီအချိုးဓာတ်ကျသွားရင်အဆင်မပြေနိုင်ဘူးပေါ့နော်ဟုတ်ဒီလိုမျိုးလေးတွေတော့ရှိပါရဲ့ရှင်ဟုတ်အဲဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ခန့်နဲ့ပြေဆုံးပါပါစေ Thank you.